သင်္ကန်းမှာကထိန်เจ้าမှာသိအမေဆရာတော်များကလည်းအမ်တခါတဲ့နှစ်တိုင်းတာအာရပါရပြောဒကာဓမ္မတွေကလည်းအာရပါရကြီးကထိန်အလူဆိုရင်ဒါကြီးကျယ်တယ်မြင့်မြတ်တယ်ဆိုပြီးတော့အကြီးကျယ်မလူကြဘူးလားလူတယ်ဒါဖြင့်ကထိန်သင်္ကန်းလှူတဲ့အလူသည်မကောင်းတဲ့အလူလားကောင်းတဲ့အလူလားကောင်းတဲ့အလူပါဗျာဟုတ်တယ် ကောင်းတဲ့အလုပ်ကြည့်ပါမယ်ကထိန်ပွဲတိုင်းအရက်တော့ကြတာဟင်ကောင်းတဲ့အလုပ်လားဖဲရိုက်ကြတာကကြခုံကြတာအခုတော့အထီးလဲမူမလဲမူကထိန်ဆိုတာမူပွဲကြီးဆိုတော့ဟိုခမရတို့တန်ကြီးဒိန်နံမဟာဖလန်နဲ့တန်ကသင်္ကန်းကြီးကဘယ်ရောက်နေမှာတိဟု ဒါဖြင့်တနစ်တခါအကြီးအကျယ်ကုသိုလ်ယူနေကြတာလားအကုသိုလ်တွေယူနေကြတာရန်တာတို့မခေါ်ကြနဲ့ဦးတထင်သင်္ကန်းဆိုတာတကယ်ကိုမော်မြတ်တဲ့တန်ကိကဒါနာကြီးပါတန်ကိကသင်္ကန်းအစ်တထေဖြစ်တဲ့ဒီသင်္ကန်း နော်တကယ်သင်္ကန်းကလေးဟာတကယ်ကထင်ခင်းတာတော့ចောင်းတចောင်းမှာသင်းပိုင်လေးတစ်ထည်နဲ့လဲခင်းတယ်။ဧကတိလေးတစ်ထည်နဲ့လဲခင်းတယ်။နှစ်ထပ်သင်္ကန်းလေးတစ်ထည်နဲ့လဲခင်းတယ်။တစ်ထည်ပဲခင်းတာ။တစုံလုံးတော့ခင်းတာမဟုတ်ဘူးသင်္ကန်းခင်းတယ်။အဲ့တော့တန်ခါကန်ဆောင်တာဒါလေးပဲ။အဲ့ဒီသင်္ကန်းလေးဟာတန်ခါရီယာဝီနီးကန်နဲ့အလူခံမဲ့ပုဂ္ဂိုလ်ကကိုကဒီသင်္ကန်းကိုတိမ်နေသွား ီเจ้าမှာဝါဆိုတဲ့တန်ဃာတွေအကုန်စုမလုံလောက်ရင်ဘေးတန်ဃာကရကတန်ဃာပါဖြင့်တင်ပြီးတော့မှတခါတဲ့ဒီညက်ကမဝါနဲ့တခါတခါမှများကငါတို့ကိုဒီเจ้าမှာဝါဆိုကြတဲ့ပုရိမဝါကနေဝါဆိုဝါကပ်ပြီးတော့ပုရိမဝါဆိုတာအခုခင်းနေတဲ့သူတော်ကောင်းတို့ကထိန်ဟာပုရိမဝါဝါဆိုလာပြီးကနေတရင်ကျွတ်လာပြီးအတွင်ဝါကျွတ်ထားတဲ့တန်ဃာတွေကိုလှူတာပစ္စည်းမဝါဆိုတာဝါကောင်လာပြီးမှဝါဆိုတတ်တာသံဃာမုံလာပြီးနေမှကျွတ်မှာ ဲ့တော့အဲ့အဲ့ဒီပုံကိုယ်တွေအတွက်ကကတိခင်းလို့မရသေးဘူးအဲ့တော့ဇောင်းမုံးလာပြီးကြော်သွားမှကတိသင်္ကန်းကအဲ့ဒီဇောင်းမုံးလာပြီးကြော်ထိလဲခင်းလို့မရဘူးအဲ့တော့ဇောင်းမုံးလာပြီးနေ့တရက်ပဲခင်းလို့ရတဲ့အတွက်အဲ့ဒီနေ့အထိနောက်ဆုံးခင်းရအောင်အဲ့တော့အဲ့ဒီကြားထဲလေးမှာကတိနာစီဝရံကတိနာဌာရဤကထိန်ခင်းရန်သင်္ကန်းကိုကထိန်ခင်းခြင်းကံဆောင်နိုင်စေခြင်းအလို့ငါအရှင်ဖျားတို့အားလူတန်းပါဤလို့တရားဝင်လူမှ ဒီတန်ဃာတွေကကထိန်ခင်းခွင့်ရှိတယ်။ရှိတော့ကထိန်နာထာယဆိုပြီးတော့ယဟန်တကဒဂရမတွေကလှူပြီးဟေ့ငါတို့ဒီသင်္ကန်းနဲ့ကထိန်ခင်းကြမယ်။ဘယ်သူကထိန်ခံမလဲကံဘွားနဲ့ပြောပြောတော့မှကျောင်းထဲမှာသင်္ကန်းခေါင်းပါတဲ့ပုဂ္ဂိုလ်သို့မဟုတ်ကထိန်ခံမိပုဂ္ဂိုလ်သို့မဟုတ်သို့မဟုတ်လို့ပြောတာသူအကြောင်းမျိုးမျိုးရှိတယ်။နော်တကယ်နံပါတ်1ဦးစားပေးကသင်္ကန်းနွမ်းပါတဲ့ပုဂ္ဂိုလ် ဝါရင်း၃လလုံးတပိတ်သလုံးသင်္ကန်း၃တဲ့နဲ့သာနေလာတဲ့ပုဂ္ဂိုလ်ကဥစွာကထိန်ကိုခမ်းဒီလိုပုဂ္ဂိုလ်မဟုတ်ဘူးအားလုံးကသင်္ကန်းအထိုက်လျောက်ပြည့်စုံကြတယ်သိတ်ခေါင်းပါတာမရှိဘူးဆိုရင်ကထိန်ခံဖို့ရည်မှန်းထားတဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲဒီကထိန်အလူကြောင့်လူရတဲ့ပုဂ္ဂိုလ်တွေအားလုံးအကျိုးကြီးစွာအကျိုးကျေးဇူးကြီးမားပါစေချက်မြက်တော့အကျိုးတွေရကြပါစေဆိုပြီးတော့ဝါဆိုကလေးကရင် ငါဟာကထိန်သင်္ကန်းကိုခံယူနိုင်တဲ့ပုံကိုဖြစ်အောင်ကြင်မကွအဋိဌံသင်တဲ့သင်္ကန်းကိုဆောင်တဲ့သင်္ကန်းနဲ့ပတ်သက်တဲ့ဝိနည်းတော်ကိုအထုကယူစိုက်ပြီးတော့ကထိန်အလူကိုခံနိုင်တဲ့မြတ်သောပုံကိုတယောက်ဖြစ်အောင်ရည်ရွယ်ပြီးတော့ကြစ်ဆောင်ထားတဲ့ပုံကိုအဲ့ဒါလေသင်္ကန်းလိုခြင်းလို့မဟုတ်ဘူးဒကာဓမ္မတွေကိုချီးမြှောက်လိုတဲ့စိတ်ပါတယ်ပါတယ်ဒကာဓမ္မများကို လူတဲ့လူတွေတန်းတဲ့လူတွေအကျိုးများအောင်နော်တန်မိုးရှိတဲ့အလူဖြစ်အောင်ဆိုတော့ကထိန်ခံဖို့ရည်ရွယ်ထားတဲ့ပုဂ္ဂိုလ်ဒီလိုပြောတာအဲ့ဒီလိုမှမရှိဘူးဆိုရင်ចောင်းတိုင်းပုဂ္ဂိုလ်ကဒုက္ခမယ်အဲ့ဒီတင်ကန်းကိုအလူခံပြီဆိုတဲ့အချိန်ကျရင်ငါကထိန်ခံမယ်လို့ပြောပြီးရင်တန်ခါရှိမှကမ္မဝါနဲ့ဝန်ခံရတယ်ဝန်ခံပြီးရင်တင်းပိုင်ကိုကထိန်ခင်းရင်ကိုသုံးနေတဲ့တင်ကန်းကိုစွန့်ရတယ် ကိုဒိဋ္ဌံတင်ထားတင်ထားတဲ့သင်္မိုင်ကိုစွတ်ရတယ်။ဧကတိကထိန်ကိရင်အဒိဋ္ဌံတင်ထားတဲ့ဧကတိကိုစွတ်ရတယ်။ဒီဧကတိကိုစွတ်ပါ ਈ တန်ခါအစွတ်လို့ပါ ਈ ။ပြီးတော့မှဒီသင်္ကန်းကိုယူမယ်။ယူပြီးရင်ဒီတိုင်းမရသေးဘူး။ဘိန်းတုထိုးရမယ်။အမတ်သားလို့ရမယ်။ဒါငါသင်္ကန်းငါဝတ်ယုံ၃ဆောင်မဲ့သင်္ကန်းဘိန်းတုထိုးပြီးအဒိဋ္ဌံတင်ရမယ်။သူဝိနည်းအတိုင်းတွားပြီးတော့မှအလုံးပြီးပြီဆိုတော့မှတန်ခါကရကတန်ခါအလုံးကအနုမောဒနာပြုတယ် အပြည့်စုံပြုမကံဆောင်မအိုက်ကထိန်သင်္ကအောင်းတာတထည်လေးပဲအဲ့ဒီတထည်လေးကိုအကျိုးများခြင်းလို့ခုဘုံကထိန်ဆိုတာဒီတထည်ထဲမှာလူတဲ့လူအလုံးရဲ့ပတ်စံဒီသင်္ကတစုံကဥပမာဆိုကြပါစို့တပေါင်းကြတယ်လူမဲ့အလူရှင်တပေါင်းရှိနေရင်နော်တယောက်ကိုဘယ်လောက်ကြမလဲတကြံလုံးဟုတ်ဗလားတယောက်တကြံလုံး ဒီထဲမှာဒီသင်္ကန်းထဲမှာပါရမယ်အဲ့ဒါမှအာလုံးတစ်ထိန်အလူရှင်ဖြစ်မယ်ရှင်းလားအဲ့ဒါကိုတတိယပဲယူရရမှာတစ်ထိန်လူဆိုသွားလာတယ်ပြီးလည်းပြီးတော့တစ်ထိန်သင်္ကန်းကမလို့တဲ့လူတိုင်းလက်ထဲမှာသင်္ကန်းနေရှိဟာဘယ်အရုံးတစ်ထိန်သင်္ကန်းတစ်ထည်ယူခဲ့ဆိုမဟုတ်ဘူးတဲ့အာလုံးကတစ်ထိန်သင်္ကန်းကမှာအာလုံးတစ်ထိန်သင်္ကန်းမှဖြစ်နိုင်တယ်တော်ပါလား